22ရာစုအာရှရဲ့မူရင်းရာစာ သူ့နာမည်ကတော့ရှက်ကျစ်လို့ပါလူဝင်ကိုကြည့်လိုက်ရင်ရွေးရိုးအေးအေးလို့ထင်ရပေမဲ့တကယ်တော့သူဟာနိုင်ငံတကာကအလိုရှိခဲ့တဲ့ညံကောင်းဆုံးအချမ်းသာဆုံးသောမူရင်းရာစာတစ်ဦးပဲဖြစ်ပါတယ်သူ့ရဲ့လူကြီးများတဲ့နာမည်ရှိပါသေးတယ်အဲ့ဒါကတော့အာရှရဲ့အယ်ချာဘိုးဆိုတဲ့နာမည်ပါရှက်ကျစ်လို့ကို1963ခုနှစ်ကွမ်တုံးပြည်နယ်မှာမွေးဖွားခဲ့ပြီးတရုတ်နိုင်ငံကွမ်ဂျိုးမှာကြီးပင်းခဲ့ပါတယ်သူဟာမင်းစင်ကလေးကစနစ်တကျစီးပွားရေးလုပ်ငန်းတွေအပေါ်စိတ်ဝင်စားတဲ့သူတူပါ ောင်မြင်မှုရဖို့စွန့်လာရတဲ့လှုပ်ရှားရတဲ့ပြိုဝတ်တဲ့လုပ်ငန်းတွေကိုလုပ်ကင်ဖို့စိတ်ရထက်သန်ခဲ့တယ်လို့ဆိုရမှာပါ1980ပြည့်နှစ်တွေမှာတော့သူဟာဟောင်ကောင်အခြေစိုက်ရာဇဝတ်ကိုင်ဖြစ်တဲ့ Visage Points ရဲ့အပွဲဝင်ဖြစ်လာခဲ့ပြီးရာဇဝတ်လောကတွေကိုခြေစားခဲ့ပါတယ်1988ခုနှစ်မှာကနေဒါနိုင်ငံကိုပြောင်းရွှေ့ခြေချပြီးကနေဒါနိုင်ငံသားအဖြစ်ခံယူခဲ့ပါတယ်အဲဒီကာလကတရုတ်နိုင်ငံမှာနိုင်ငံရေးမညီမသက်ဖြစ်နေတာကြောင့်တရုတ်နိုင်ငံသားတချို့ဟာကနေဒါအပါတခြားနိုင်ငံတွေစီအခြေချဖို့ထွက်နေကြတဲ့ကာလပါ ဒီကလာမှာပိစာကဲဘွိုင်းစကိုင်းဟာလည်းကနေဒါအမေရိကတောင်အမေရိကထိုင်းလာအိုစတဲ့နိုင်ငံတွေအထိဂိုင်းကပြန့်နေသွားပြီးအင်းအားလည်းကြီးထွားလာပါတယ်။ဒီကြေလောက်ဟာကနေဒါမှာပဲဝင်တဲ့အလုပ်ကံတွေကိုလုပ်ကန်နေရင်းနဲ့ပဲတဖက်မှာလည်းကနေဒါမှာရှိတဲ့ပိစာကဲဘွိုင်းဂိုင်းဝင်တွေနဲ့ချိတ်ဆက်ပြီးဘိန်းပြင်းနယ်မူရေးစေဝါရောင်းဝယ်တာတွေလုပ်ကန်နေပါတယ်။ဒီလိုနဲ့ပဲကနေဒါကပိစာကဲဘွိုင်းစ်မှာဆေဂျီလောဟာအရေးပါတဲ့နေရာကိုရရှိခဲ့ပါတယ်။1990ပြည့်လွန်နှစ်တွေအတွင်းမှာဆေဂျီလောဟာ ကနေဒါကနေမကာအိုဟောင်ကောင်ထိုင်းလာအိုနဲ့မြန်မာနိုင်ငံတွေကိုကူတန်းပြီးငွေရစဲတွေကိုဂုဏ်ကူးနေခဲ့ပါတယ်။ဒီလိုတစားတစားနာမည်ကြီးလာတဲ့ရှဲဂျီလော့ကို1958ခုနှစ်ဟောင်ကောင်ကစားတော့ဆိုင်တစ်ခုမှာဟောင်ကောင်ရဲတွေကဖမ်းဆီးခဲ့ပါတယ်။ရှဲဂျီလော့ဟာ1012နှစ်ကြာခံခဲ့ရပါတယ်။ထောက်ကြနေစဉ်ကာလမှာဟောင်ကောင်ကမူရစ်ကြစားတုံးနဲ့ခင်မင်ပြီးအခြေဆက်ကောင်းကောင်းရလာခဲ့ပါတယ်။ဒီလိုနဲ့2006ခုနှစ်မှာထောင်ကလွတ်လာပြီးကနေဒါပို့ပြန်လာခဲ့ပါတယ်။ ကနေဒါဘုံပြန်ရောက်လာချိန်မှာသူ့ရဲ့လုံဖောက်ခိုင်မဲ့တချို့ဟာတေသူကဒီထောင်ချသူကကြားနဲ့ပိစားခဲ့ဝိုင်းစာအင်းအားနေနေခဲ့ပါတယ်အဲဒီကာလမှာပဲဘိမ်းမြူထက်လူချင်းများတဲ့မူရင်းစေးတွေဟာအသစ်ထပ်ပေါ်နေပါပြီ2017ခုနှစ်မှာတော့ရှေ့ဂျီလော့ဟာဟောင်ကောင်ကိုပြန်သွားခဲ့ပါတယ်ဟောင်ကောင်ကိုရောက်တဲ့အခါမှာသူထောင်ချစင်ကားခင်ခဲ့တဲ့ဟောင်ကောင်မူရင်းရစာနဲ့ပူပေါင်းပြီးကန်တုံဘာသာစကားအရာဆမ်ဂေါတုံးယောင်မြောင်ညီကိုလို့ခေါ်တဲ့ဂိုင်းကိုစတဲ့ပွဲစည်းလိုက်ပါတယ်ဒီဂိုင်းက မတာဖက်တမင်းတွေကိုအဓိကထုတ်လုပ်ပြီးဖြန့်ချိခဲ့ပါတယ်။ဆမ်ဂောခိုင်ကလည်းအရှိတော်အရှာမာတမကအနောက်နိုင်ငံတွေအထိပါနာမည်ကြီးလာခဲ့ပါတယ်။ဆမ်ဂောခိုင်ရဲ့အင်ပါယာကြီးဟာဘလောက်ထိကြီးမားလဲဆိုရင်သူတို့ဟာအရှာပစိဘိတ်ဒေသရဲ့မတာဖက်တမင်းစည်းကွက်ရဲ့40ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းအထိကိုထိန်းချုပ်ထားတယ်လို့ကုလသမဂ္ဂမူရေးဆွေးနွေးနဲ့ရန်စွမ်းမှုဆိုင်ရာယုံ UNODC ကခန့်မှန်းခဲ့ပါတယ်။ဒါဟာတနည်းကိုအမေရိကန်ဒေါ်လာ10ဘီလီယံကနေ 19.8ဘီလီယံအထိဝင်ငွေရှိတဲ့လုပ်ငန်းကြီးဖြစ်ပါတယ်။ Samgo ဟာတရုတ်၊မြန်မာ၊ထိုင်း၊လာအိုမလေးရှားနဲ့တောင်အာရှအရှေ့တောင်အာရှနိုင်ငံအနှံ့အပြားတီမူရီစေဝါကုံတွေမှုကွန်ရက်ကိုဖြန့်ကျက်ထားပါတယ်။ဒီလိုစနစ်တကျတိတ်တဆိတ်နဲ့ကြီးမားတဲ့အတိုင်းအတာတီလက်ပတ်နိုင်ခဲ့တဲ့အတွက်ရှက်ကြီးလော့ကိုအာရှရဲ့မူရီစေဝါဖခင်ကြီးလို့တော့အမည်ပေးခဲ့ကြပါတယ်။ Samgo ဖွဲ့ရဲ့မူရီစေဝါထုတ်လုပ်မှုအဓိကဗဟုဌာနကတော့ မြန်မာနိုင်ငံရဲ့အရှေ့မြောက်ဘက်ဆုံးရှမ်းပြည်နယ်အတွင်းကရွှေပြည်ကန်ဒေသပဲဖြစ်ပါတယ်ဒီဒေသဟာမြန်မာထိုင်း လာအိုသုံးနိုင်ငံနဲ့နှမိတ်ချင်းကြီးစပ်နေတဲ့နေရာဖြစ်ပြီး1950ပြည်နယ်တွေကလေးကဘိန်းဆိုင်ပြိုးမှုဘိန်းမြူထုတ်လုပ်မှုတွေနဲ့ကြော်ကြားခဲ့တာပါ ဒါပေမဲ့ရှင်ဂျင်တို့ရဲ့ခေါင်းဆောင်မှုအောက်မှာတော့ရွှေပြည်ကန်ဒီတာဟာဘဲညူကနေဓာတ်ဥပဒေနည်းနဲ့ပေါ်ဆက်ထုတ်လို့ရတဲ့မူယူစီဝါရိစီကိုဥတီပြောင်းလဲသွားခဲ့ပါတယ်ဒီဒေတာထဲမှာလက်နက်ကင်ဖွဲ့တွေထိန်းချုပ်ထားတဲ့ UN ဓာတ်ဖွဲ့ခန်းအများစုကိုတိဆောက်ပြီးတနည်းကိုဘီလီယံချီတန်မိုးရှိတဲ့ခရစ်စတန်မက်ခေါ်ရေခဲကတမင်းနဲ့တခြားသောဓာတ်ဥစီဝါတွေကိုအမြောက်အများထုတ်လုပ်ခဲ့ကြပါတယ် ီလိုဓာတ်ရုပ်စေဝါတွေဟာမင်းမြူတဲ့ထုတ်လို့ရတာပူလွယ်ပြီးစည်ရေးစကားလေးပူတတ်တာပါပဲအထူးသဖြင့်ခရစ်စတန်မတ်ခေါ်ရေခဲဟာဆွဲလန်းမှုမျက်စံပြီးထုတ်ကုန်တွေကိုလက်ဘကြောအိတ်တွေနဲ့လိန်လေထုတ်ပိုးပြီးနိုင်ငံတကာကိုလုံခြုံစွာဖြန့်ချိခဲ့ကြပါတယ်ဒီလိုနဲ့ချွေတွိကန်ဒေတာဟာကမ္ဘာမူရေးစေဝါဇေကွက်ရဲ့ဘဝကျမ်းမှဖြစ်လာခဲ့ပြီးဒေတာရိတ်ပြည်သူတွေမြန်မာနိုင်ငံသားများအပေါ်လူမှုရေးစီးပွားရေးကျန်းမာရေးစတဲ့စိုးကြိုးတွေအများပြားတက်ရောက်ခဲ့ရပါတယ် င်ငယ်ရေးမတည်ငြိမ်မှုနဲ့အစိုးရထိန်းချုပ်မှုရောနေနေမှုတွေကလည်းမူရစီဝါထုတ်လွှင့်မှုအချိန်ဟုကိုပုံမမြင်မစေခဲ့တယ်လို့ကုလသမဂ္ဂကသုံးသပ်ထားပါတယ်။ရှေ့ကျလောဟာတရားမဝင်ဝင်မဲတွေကိုကာစီနိုဟိုတယ်လုပ်ငန်းနဲ့တခြားသောတရားဝင်စီးပွားရေးလုပ်ငန်းတွေထဲမှာရင်းနှီးမြှုပ်နှံပြီးဝင်မဲကနေဝင်ပြူဖြစ်ကိုစနစ်တကျပြောင်းလဲခဲ့ပါတယ်။ဆမ်ဂိုကဟာခင်မီနီးပညာတွေစီးပွားရေးကျွမ်းကျင်မှုတွေကိုအပြေအဝအသုံးချပြီးလုပ်ငန်းလည်ပတ်ခဲ့တဲ့အတွက်နိုင်ငံတကာရေတပ်ဖွဲ့တွေအတွက်ဖက်စီရခက်ခဲတဲ့ စင်ကာပူတစ်ခုဖြစ်နေကြတာပါဒီလိုကြီးမားတဲ့မူကြီးရာဇာတဦးကိုဖမ်းဆီးဖို့ဆိုတာကနိုင်ငံတကာနိုင်ငံတွေရဲ့အင်အားတွေမရပါဘူးဩစတြေးလျပြည်သားစုရဲတပ်ဖွဲ့နဲ့အမေရိကန်မူကြီးစေဝါဒါစင်းနေနေရေးအေဂျင်စီ DEA အပါအဝင် ကမ္ဘာနိုင်ငံများစွာရဲ့ရဲတပ်ဖွဲ့တွေဟာပြည်ဝဆစ်စင်ရေးကြီးကို2019ခုနှစ်မှာစတင်ခဲ့ပါတယ်။ဒီဆစ်စင်ရေးကို Operation Volunteer လို့နာမည်ပေးခဲ့ပြီးနှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်။နောက်ဆုံးမှာတော့2021ခုနှစ်ဇန်နဝါရီ22ရက်နေ့မှာနေသာလိုင်းနိုင်ငံ Amsterdam မြို့ရဲ့ Schiphol လေဆိပ်မှာရှစ်ကြိလုပ်ကိုဖမ်းဆီးရမိခဲ့ပါတယ်။2022ခုနှစ်ဒီဇင်ဘာလမှာတော့နေသာလန်ကနေ Australia ကိုလဲပြောင်းပေးခဲ့ပြီးလက်ရှိချိန်ထိတရားရင်ဆိုင်နေရပါတယ်။သူ့ကိုဆွဲဆိုထားတဲ့ပြင်မှုတွေဟာအလိုပြင်းထန်တဲ့ပြင်မှုတွေဖြစ်တဲ့အတွက်ပြင်မှုတင်ရှားရင်တသက်တကြွ ကြခံနိုင်ခြင်းရှိတယ်လို့သတင်းတွေကဆိုပါတယ်။ရှင်းစီရောရဲ့ဇလန်းဟာနိုင်ငံတကာမူရေးဆေးဝါးလောကကိုလှုပ်ခတ်စေခဲ့ပြီးအရေးကြီးတဲ့အကျိုးသက်ရောက်မှုများစွာကိုပြသခဲ့ပါတယ်။သူ့ရဲ့စံခေါ်ခိုင်းဟာဓာတ်မှုရေးဆေးဝါးထုတ်လုပ်မှုစနစ်ကိုပုံမဆန်းသင့်အောင်ဖန်တီးခဲ့တာကြောင့်ကမ္ဘာ့ဈေးကွက်တစ်ခုလုံးပြောင်းလဲသွားခဲ့ပြီးဈေးနှုန်းသက်သာပြီးလူတွေကူရနိုင်တဲ့မူရေးဆေးဝါးတွေပုံမများပြားလာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မြန်မာနိုင်ငံအထူးသဖြင့်ရွှေတွေးကန်ဒေတာဟာ ကမ္ဘာမွန်ကြီးစေဝါထုတ်လုပ်မှုရဲ့အဓိကဗဟုဒါနဖြစ်ခဲ့ရတာကြောင့်ဒေသခံလူလူရဲ့လူမှုဘဝတွေပျက်စီးခဲ့ရပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။